ဒီကနေ့ဝါတွင်ကာလဝါတွင်ကာလရဲ့ဥပုသ္စခံပေါ့တဏိတာတရားစကားဆွေးနွေးကြမယ်ပြောကြဆိုကြမယ်ကြီးညိုကြမယ်အထောက်ကြမယ်ဒီတစ်ပတ်ကတော့ရှက်ရှင်းစီစဉ်လိုက်တာဆိုတော့အစီအစဉ်ကမကြနိုင် အစီအစဉ်မကြပြီမဲ့တရားကတော့ကောင်းပါပါဆိုတော့ဒီအခုယောဂီတို့ဘာကိုစင်ကျင်ကြမလဲဆိုရင်အနိစ္စအနိစ္စသဘောကိုစင်ကျင်ကြမယ်အနိစ္စသဘောကိုစင်ကျင်တဲ့အခါမှာ ဝိတ္တိမေမံတော်ဟောအတိတ်ဘဝကလေးကအရှင်နေကိုရောဆင်ကျင်ဖို့ဒီလိုတွေ့ရအတိတ်ကပြစ္စုပန်ဘဝအတိတ်ဘဝဒီလိုနှိုင်းချင်ပြီးတော့အနိစ္စရှုခိုင်းတာလေးရှိတယ်ဒါအဲ့ဒီလိုရှုလိုက်တဲ့အခါမှာအဆွေးတွေကတော်တော်လေးကိုပျောက်သွားတာညှို့သွားတာအဲ့ဒါတွေတွေ့ရတယ် ဒါဆိုရင်ယောဂီတို့အတိတ်ယောဂီတို့အတိတ်မှာဘဝတစ်ခုဒီဘဝမရောက်ခင်ဘဝတစ်ခုရှိတယ်တနည်းအားဖြင့်ဘဝပေါင်းမြောင်များစွာရှိတယ်ဘဝတစ်ခုပဲဆိုပါစို့လူဘဝဆိုပါစို့အဲ့ဒီဒုံအဲ့ဒီလူဘဝဒုံကဖြစ်ခဲ့တဲ့အရှင်နေတွေအလုံးဟာဒီဘဝမှာမဖြစ်တော့ဘူးမရှိတော့ဘူး အဲ့ဒီတုန်းကပြိုရွင်ခေရတဲ့အရှင်နေယခုမရှိတော့ဆိုင်လေးမဆိုင်တော့အဲ့ဒီတုန်းကစိတ်ဆိုးခေရတဲ့အရှင်နေယခုမရှိတော့အဲ့ဒီတုန်းကပူလောင်ခေရတဲ့အရှင်နေယခုမရှိတော့အဲ့ဒီတုန်းကตายခေရတဲ့အရှင်နေယခုမရှိတော့ဒါဆိုရင်ယခုဘဝမှာ ဘလောက်ပဲပြိုလျွင်ရပြိုလျွင်ရဘလောက်ပဲပူလောင်ရပူလောင်ရဘလောက်ပဲစိတ်ဆင်းရရစိတ်ဆင်းရရအဲ့ဒါလေးဒီတဘဝပဲနောက်ဘဝတော့မပါဘူးအဲ့ဒါအနိစ္စအနိစ္စဆိုပြီးတော့ပြည့်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 ဟိုနေရတဲ့အမျိုးမဟုတ်ဘူးဒါဆိုရင်ယောဂီတို့အဲ့ဒီမှာတရှိ့မှတ်ဖို့ကဘဝနဲ့ပတ်သက်လို့ ဒါအနိစ္စတရှိမှတ်ပါမယ်အတိတ်ဘဝကပျော်ရွှင်ခဲ့ရတဲ့ရှင်နေစိတ်ဆင်းခဲ့ရတဲ့ရှင်နေဇိုးရင်ပူလောင်ရရတဲ့ရှင်နေတွေအလုံးဒီအတိတ်ဘဝမှာတည်ပြီးသွားပြီပြစ္ဆုပန်ဘဝတော့လိုက်မလာဘူးပြစ္ဆုပန်ဘဝနဲ့ဘာမှမဆိုင်ဘူးဒါဆိုရင်ပြစ္ဆုပန်မှာဖြစ်နေတဲ့ဘဝရှင်နေတွေအလုံးဟာလည်းပဲဒီမှန်တည်ပြီးမှန် အတိတ်ဘဝတော့မလိုက်ဘူးလိုက်တာတော့ရှိတယ်အဲ့ဒါကုသိုလ်အကုသိုလ်ပဲလိုက်မှာပူလောင်ရတာတွေမလိုက်ဘူးပြောခြင်းရတာတွေမလိုက်ဘူးစိတ်ဆင်းရဲရတာတွေမလိုက်ဘူးဒါတွေကအကြောင်းပြုလို့ကုသိုလ်အကုသိုလ်လောက်ဖြစ်ရင်တော့အဲ့ဒါတွေကတော့လိုက်ကြံတဲ့ကြံတဲ့အရှိနေตายาချင်းမตายาချင်းကြိုက်ချင်းမကြိုက်ချင်းဆိုတဲ့ဒီအရှိနေတွေတစ်ခုမှ မလိုက်ဘူး ဒုက္ခရောက်ခြင်းချမ်းသာခြင်းဆိုတဲ့အရှင်နေတွေဟာတခုမှအနံကဘဝတော့မလိုက်ဘူးတဲ့။ဒါပြင်ယုတ်ကြီးတို့ပြစ္ဆုပန်မှာဖြစ်နေတဲ့အရှင်နေအဆက်အစွန်အလုံးကိုကြည်လိုက်။ဒါဟာ only this life ပဲ။ဒီဘဝတင်ပဲ။နောင်ဘဝတော့မလိုက်ဘူး။ဒါကောအကြောင်းပြုလို့ကုသိုလ်လုပ်မယ်ဆိုရင်တော့အဲ့ဒါနောင်ဘဝတော့လိုက်မယ်။ ဒါကိုအကြောင်းပြုလို့အကုသို့လုပ်မယ်ဆိုရင်တော့အဲ့ဒါလေးနောင်ဘဝသို့လိုက်ဒေါသကိုအကြောင်းပြုလို့ကုသို့လောက်ရင်ပဋ္ဌာန်းမှလေးပါပါအဲကုသို့ကတော့နောင်ဘဝသို့လိုက်ကျန်တာကတော့မလိုက်ဘူးကျန်တာကမလိုက်ဘူးအဲ့ဒါအနိစ္စဒါဆိုရင်ယောဂီတို့ယခုဘဝ တာယာချင်းမတာယာချင်းကြိတ်ချင်းမကြိတ်ချင်းအစဉ်ပြေချင်းမပြေချင်းကိုတွေးပြီးတော့ထိုင်ပူနေရင်အရှင်ကုံတာပဲအဖတ်တင်ပဲအတိတ်ဘဝကလည်းဒါတွေရှိခဲ့တာပဲအတိတ်တဘဝတည်းမဟုတ်ဘူးဘဝပေါင်းရေတွက်မရအောင်ရှိခဲ့ပြီးပြီနောက်ဆုံးတော့လေပြီးပြောင်းသွားတာပါပဲအရင်ပြောရှင်ရတယ်ဆိုတဲ့အရှင်ဘုံရေတွက်လို့မရတော့ဘူး အဲ့ဒါလေးပြီးပြောင်းသွားပြီအယံစိတ်ဆင်းရဲရတယ်ကိုကိုကိုသိလူမတတ်လေးဖြစ်ပြီးပြီအဲ့ဒါလေးပြီးသွားပါပြီအာကိုကိုကိုပဲတတ်တယ်တတ်တယ်ရတော့မဲ့အစင် ठी အဲ့ဒါရေတွက်လို့မရအောင်ဘဝတွေမှာဖြစ်ပြီးပြီတဘဝတစ်ကြိမ်ပဲဖြစ်အောင်ရေတွက်လို့မရတော့ဘူးငါဘဝမှာတစ်ကြိမ်ပဲဖြစ်အောင်ရေတွက်လို့ မရတော့ဘူးအဲ့ဒီလိုရှင်နေမျိုးတွေလည်းဖြစ်ပြီးပြီဒါပေမဲ့ယခုကြံသေးလားမကြံတော့ဘူးတကယ်တော့လူရည်လို့ဖြစ်လာရင်စိတ်ဆင်းရဲရတဲ့အချိန်ခါတော့မကတ်ပါဘူးတချိန်မကတ်လူတွေဆိုရင်တော့အများကြီးပေါ့လူတွေဆိုရင်တော့အများကြီးတစ်နှစ်ကိုလုံးဝ ခေါင်းပထောင်နိုင်လောက်အောင်စိတ်ဆင်းရတဲ့အကျင့်တကျင်လောက်တော့ရှိမှာပဲတာရည်တမိရည်စီပွားရည်လူမှုရည်ဟောအရေးဒီအရေးနဲ့အရေးပေါင်းမြောင်များစွာရှိမှာပဲဘုန်းကြီးဆိုတော့တိတ်မရှိဘူးပေါ့လူဆိုတော့ရှိနိုင်တယ်ရှိနိုင်မဲ့အကြောင်းအရာတွေကလည်းအများကြီးဝန်းရံနေတာဟုတ် ဒါဆိုရင်ယောဂီတော်စဉ်းစားကြည့်လိုက်။အိုးငါတို့အတိတ်ဘဝတွေကတာယာခြင်းပူလောင်ခြင်းတွေဟာမြောက်များစွာရေတွက်လို့မရအောင်ရှိပြီးပြီ။ဒါပေမဲ့ရှိလေးရှိတာပဲရှိရှိတော်လေးရှိတာပါပဲပြီးတော်လေးဒီအတိုင်းပါပဲပြီးသွားတာပါ။ယခုလေးရှိအောင်မှ ဒါလေးပဲဒီဘဝတည်အရှင်တန်တို့ပြီးသွားမှာဘဝသေးမှပြီးတာမဟုတ်ဘူးဒါတလာအတွင်းတစ်ပါးအတွင်းပြီးသွားမှာတလာအတွင်းတစ်ပါးအတွင်းတစ်နှစ်အတွင်းဒါရှင်အရန်ကြာရင်ပေါ့ပြီးသွားမှာပဲနောင်ပန်လေးဘဝခန္ဓာရှိရင်အဲ့ဒါမျိုးဖြစ်အောင်မှာမပူနဲ့အာသေလူမတတ်ပူလောင်ရတဲ့အရှင်နေနောင်ဘဝမှန်လေးဖြစ်အောင်မိုင် အခုထက်တောင် ဆိုရင်ဆိုအောင်ပဲဆိုဖို့ပဲရှိပါတယ်လူဘဝလူလောကလူဆိုစိတ်တီးကတိုးတက်နေတာမဟုတ်ဘူးစိတ်ဓာတ်အပြင်တိုးတက်နေတာမဟုတ်ဘူးယောဂဝတ္ထုအပြင်ကတော့တိုးတက်ပဲမယ်စိတ်ဓာတ်အပြင်တိုးတက်နေတာမဟုတ်ဘူးလောဘကနဲ့အလောဘတော့သွားနေတာမဟုတ်ဘူး ဒေါသကနေအဒေါသတော့သွန်နေတဲ့ခေကြီးမဟုတ်ဘူးဘုံဘုရောခေကပြက်တဲ့ခေတက်တဲ့ခေမဟုတ်ဒီနေ့တဲ့နောက်တနေ့ပုံမကောင်းနောက်တနေ့တဲ့နောက်တနေ့ပုံမကောင်းနောက်စနေ့တဲ့နောက်စနေ့ကစိတ်ဓာတ်ရေးရာအပြင်ပုံမကောင်းဆုတ်ဆုတ်လာတာဘုံဘုရောအထက်ကအဖို့အဖွားအဖီးရဲ့အရှင်ကြီးကိုကြည်လိုက်လွန်ခဲ့တဲ့နှစ်နှစ်50 ကိုလက်လမ်းမိတလောက်ကိုကြည့်လိုက်တလောက်မစိုးရွားဘူးစိတ်တန်အပြင်းနဲ့တလောက်ထိမရိုင်းဆိုင်ယခုပေါ်ပေါ်ပြီးတော့ရိုင်းဆိုင်လာတယ်ပဝန်ကျင်ကရိုင်းဆိုင်လာရင်ကိုယ့်ရဲ့စိတ်ကတော့အဲ့လိုလိုရိုင်းဆိုင်တဲ့သဘောမျိုးဖြစ်လာအရင်ခေတ်နဲ့ကြည့်ရင်ဒါတွေကအထူးဆန်းကြီးဆိုပေမဲ့ယခုခေတ်အနေအပြင်တော်ရုံတန်ရုံရိုင်းဆိုင်တာကအထူးဆန်းမဟုတ်ဘူးကိုယ်စိတ်ကရိုင်းဆိုင်နေရင်တော့မှအော် ပဝန်းကျင်ကြည့်လိုက်ရင်ကိုယ်ထက်ရိုင်းစိမ့်တာကြီးပဲဆိုတော့ကိုတော်မှသူတော်ကောင်းဖြစ်နေဒါပေမဲ့ယခုလောစိတ်ကိုအရင်လွန်ခဲ့တဲ့နှစ်30နှစ်40နဲ့ပြန်တိုင်းတာကြည့်လိုက်ရင်ကိုဟာအလွန်ရိုင်းစိမ့်တဲ့ပုံကိုကြီးဒါဒီပဲလေစုပ်ကရဲ့လက္ခဏာဒီလိုထောက်ဆက်ကြည့်လို့ရတယ်ဒါဆိုရင်ယောဂီတို့စိတ်တန်အပြင်လေးပဲပြည့်ပြားဖို့ပဲရှိတယ်တစ်နှစ်နဲ့တစ်နှစ်ပြည့်ပြားဖို့ပဲရှိတယ ကိုယ့်ရဲ့စိတ်ကိုယ်တော်မပြည့်ပြအောင်မနစ်ထိနေရတာပဝန်းကျင်အလျောက်လက်ရိုးပါသွားမှစိုးရတယ်ပဝန်းကျင်မှာကတော်ယုံတန်ကိုရိုင်းစိမ့်တာက သူတို့ကောင်းဘာမှမဖြစ်ဘူးဆိုတော့ကိုယ့်စိတ်ကလေရိုင်းစိမ့်တာကြီးကိုသူတို့ကောင်းလို့ထင်မြင်လာနိုင်တယ်ဒါကြောင့်ယောဂီတို့ကောင်းဖို့မရှိဘူးစိုးဖို့ပဲရှိတယ် နောင်ဘဝဒီထက်ဆိုဖို့ပဲရှိတယ်ဘဝခန္ဓာရရအမျိုးမျိုးကြောင့်စိတ်ဆင်းရရမယ်ပူလောင်ရမယ်ဆေးရမယ်ဆိုရမယ်အဲ့ဒါကိုအဲ့ဒီခေတ်ကာလမှာတော့အကောင်းဆုံးသူတော်ကောင်းတို့တော့သတ်မှတ်ရင်သတ်မှတ်ကြလိမ့်မယ်ဒါပေမဲ့စိတ်ဓာတ်အပြင်တော့မဖြူစင်တော့ဘူးစိတ်ဆင်းရမှုတွေပဲများနေလိမ့်မယ် ဒါကြောင့်ယောဂီတို့ဘဝခန္ဓာရရင်ဒီထက်စိတ်ဆင်းရဲမုန်းတွေဟာအများကြီးလာပါအောင်လိမ့်မယ်ယခုကပပလီယခုဖြစ်တယ်ဆိုတာအသာလေးဘာမှမဟုတ်ဘူးယောဂီတို့ငယ်ငယ်တုန်းကစိတ်ဆင်းရဲတယ်ဆိုတာပပလီယခုအကြီးကြီးဖြစ်ပြီယောဂီတို့ငယ်ငယ်တုန်းကပြဒနာဆိုတာတည်တည်လေးယခုကအကြီးကြီးပဲ ဒါဆိုရင်ယောဂီအပေါင်းသူတော်ကောင်းတို့ဩအတိတ်ဘဝကလည်းမြောက်များစွာပြောရွှင်ခြင်းစိတ်ဆင်းရဲခြင်းဆိုတာမြောက်များစွာဖြစ်ပြီးပြီဒီအတိုင်းပဲပြီးဆုံးသွားတာပဲယခုဘဝလေးကြုံနေရတယ်ဒီအတိုင်းပဲပြီးသွားမှာဘဝအရှင်နေတစ်ခုလုံးအလုံးပေါ့နှောင်ဘဝဒီထက်ကြုံရအောင်မှာအဲ့ဒါလေးပဲ ဒီတိုင်းပဲပြီးသွားမှာပါယုတ်လား။အိုးဘဝခန္ဓာနဲ့ပတ်သက်လို့ဖြစ်သမျှအလုံးဟာရှင်တန်ရင်တော့ပြီးပြဲကြတာပါပဲလို့ယောဂီတော့အဲ့ဒီလိုတစ်ချက်တာနှလုံးသွင်းရအောင်။အတိတ်ဘဝကိုကြည်ပြစ္ဆုဘံဘဝကိုကြည်အနန္တဘဝကိုကြည်တဘဝနဲ့တဘဝလိုက်ပါလာခြင်းမရှိဘူး။ကုသိုလ်အကုသိုလ်ပဲလိုက်သွားမယ်ကြံတာတွေဘာမှမလိုက်ဘူး။ စိတ်ဆိုးခြင်းဒုသဖြစ်ခြင်းတာယာခြင်းမတာယာခြင်းကြိတ်ခြင်းမကြိတ်ခြင်းသဘောကျခြင်းမကျခြင်းအဲ့ဓာတွေအလုံးတစ်ခုမှလိုက်ပါလာမှမဟုတ်ပါဘူးတဲ့အဲ့ဒါကိုယောဂီတို့တရှိမှနောက်ပြီးတော့ပြစ္စုပန်ဘဝမှာအိဋ္ဌဇကြည့်လွန်ခဲ့တဲ့နှစ်က လွန်ခဲ့တဲ့နှစ်ကလည်းပဲယခုနှစ်ကပြောလိုက်တဲ့အရှင်နေမျိုးမြောင်မြန်းစွာစိတ်စင်ရရတာတွေရောပူလောင်ရတာတွေရောကြိတ်ခဲတာတွေရောမကြိတ်ခဲတာတွေရောအိုးမြောင်မြန်းစွာပဲအစဉ်ပြေတာမပြေတာအဲ့ဒါတွေက2023ခုနှစ်မှတည်းပြီးသွားပြီယခု2024မှာအစ်စ်ပြန်ဖြစ်နေတာ ဒါဆိုရင်ယောဂီတော်ကြည်ကိုဖြစ်သည်မြတ်အာလုံးတခဏပဲထားခဲ့ရတာကြည်ပဲယူသွန်းလို့ရတာဆိုလို့ဒီပုံမှာကိုယ့်ရဲ့စိတ်ဓာတ်ကလေးဘာစိတ်ဓာတ်လေးလို့မရင်ကုသိုလ်စိတ်ဓာတ်အကုသိုလ်စိတ်ဓာတ်ကုသိုလ်ဖြစ်အောင်တွေးခေါ်နိုင်ရင် ကုသိုလ်ဖြစ်တယ်အကုသိုလ်ဖြစ်အောင်တွေးခေါ်လိုက်ရင်အကုသိုလ်ဖြစ်သွားတယ်ဒါဆိုရင်ယောဂီတော်ဒီမှာ စိတ်တရရပြုပြင်ဖို့အနေနဲ့ရှိနေတဲ့အရှင်နေမှာအတတ်နိုင်ဆုံးကုသိုလ်စိတ်ဖြစ်အောင်ဖေးတွေးရမယ်။ကြံကြံတန်တန်တွေးလိုက်ရင် အကုသိုလ်ဖြစ်သွားတာပဲအဖတ်တင်းတင်းအဲ့ဒါပဲကိုကနောင်တန်တရာတော့ယူသွားလိမ့်မယ်။ကုသိုလ်အကုသိုလ်ဆိုတာရွှေတကုံဖရသွားနေမှာဖရကြောင်းရှိသွားနေမှာမဟုတ်ဘူး။လက်ရှိဖြစ်ပေါ်နေတဲ့အရှင်နေကို ကောင်းကောင်းလေးတွေးနိုင်တဲ့ပုဂ္ဂိုလ်ဟာကုသိုလ်စိတ်ပဲလက်ရှိဖြစ်ပေါ်နေတဲ့အရှင်တွေကိုယုတ်ကြည့်တော့ကောင်းကောင်းကလေးတွေးနိုင်ရမေးဘာကြီးပဲဖြစ်နေဖြစ်နေစိတ်ချမ်းသာမှဘုရားရှိရောက်မှ ကုသိုလ်စိတ်တွေးမေဆိုရင်ယုတ်ကြည့်တော့ဘုရားရှိကတနေ့တနေ့ကုန်နေလို့တစ်ခေါက်နှစ်ခေါက်ပေါ့မနေ့တစ်ခေါက်ညတစ်ခေါက်နှစ်ခေါက်ပဲရောက်ကြံတဲ့အရင်ကတော့ဖြတ်သွားဖြတ်လာပဲရှိမယ်လေ မရောက်နိုင်ဘူးနှစ်ခေါက်တော့မနေ့ပုံမှန်သွားနေရတာဆိုနှစ်ခေါက်ဆိုတော့နှစ်ခါပဲရမှာပေါ့တစ်ခေါက်သွားရင်တနာ ਈ တရားထိုင်တဲ့ပုဂ္ဂိုလ်တနာ ਈ ဆိုပါဆိုနှစ်နာ ਈ တစ်နှစ်နှစ်နာ ਈ ပဲကုသိုလ်ရတနေ့မှာ20 4နာ ਈ မှာ22 20နဲ့2နာ ਈ ကအကုသိုလ်ဖြစ်နေမှာပေါ့ဒါဆိုရင်လေဒါသင်္ချာနည်းနဲ့တွက်လိုက်တာ အမြတ်မထွက်သေးဘူးအရင်ရှုံးနေသေးတယ် ဒါကြောင့်ယောဂီတို့ယခုဒါအနိစ္စသဘောကိုရှေခံပြီးတော့ကြည်လိုက်တဲ့အခါဘုံဘုတော်အကုသိုလ်လေးဖြစ်နိုင်တယ်ကုသိုလ်လေးဖြစ်နိုင်တယ်လောဘလေးဖြစ်နိုင်တယ်ဒေါသလေးဖြစ်နိုင်တယ်ကောင်းတဲ့ခံစားခြင်းမကောင်းတဲ့ခံစားခြင်းမကောင်းတာကတော့ပေါ်များနိုင်တယ်တနည်းတနည်းဒါဆိုရင်ကြည်စိတ်ကကောင်းတာပဲဖြစ်ပါစေမကောင်းတာပဲဖြစ်ပါစေဖြစ်တဲ့အရှင်နေမှာအတတ်နိုင်ဆုံးအကုသိုလ်မဖြစ်ဘဲနဲ့ကုသိုလ်ဘက်သို့ရောက်အောင် တွေးနိုင်ရည် ဘလောက်များကောင်းလိုက်မလဲကုသိုလ်ဘဲတော့ရအောင်တွေးနိုင်ဖို့လိုတယ်အရာရာပေါ့တရားထိုင်မှဟာကုသိုလ်ယေဝိပဒနာကုသိုလ်ကြီးတရားလေးဖြုတ်ရအကုသိုလ်ကြီးဝင်နေဆိုလေကြည့်မကောင်းဘူးလေရှေ့ဖို့ကောင်းတယ်ဘောတရားသမားဖြစ်ပြီးတော့အကုသိုလ်ကြီးစိတ်ကြီးဝင်နေရင်ကိုယ်စိတ်ထဲမှာရှိတာတော့ကိုယ်ပဲသိတာကိုအပြင်တော့မထွက်ဘူးလေ ိန္ဒြေကထိမ့်နိုင်ပေမဲ့စိတ်ကိုမထိမ့်နိုင်ဘူးမနှိမ်တယ်မထိမ့်နိုင်ဘူးကာယိန္ဒြေထိမ့်နိုင်တယ်မျက်စိကတော့လေးတောင်ကကြည့်စုံကြည့်မယ်ခန္ဓာကိုယ်မှာတော့သင်္ကန်းဝတ်ထားမယ်ယောဂီဝတ်စုံဝတ်ထားမယ်ဒါပေမဲ့စိတ်ကြီးကလေဟောတွေ့ဒီတွေ့မဟုတ်တာတွေ့နေရင်ကိုယ့်ကိုယ်ကိုဘယ်တော့ရှင်းဖို့ကောင်းတော့ရှင်းစရာကြီးလူရှိသူကြီးဟန်ဆောင်တာပဲဖြစ်သွားတယ် ဒါကြောင့်စိတ်သေးမှရှင်းနေရမယ်ဟံမဆောင်တတ်ရင်လည်းအပြင်ကသာသူများအထင်မကြီးအောင်အမျိုးမျိုးပြောရှင်ရင်ပြောစိတ်သေးမှတော့ရှင်းနေရအဲ့ဒါအတိကအရေးကြီးဆုံးပဲအပြင်ကအမူအရာပြည့်ရင်ပြည့်စိတ်အမူအရာမပြည့်စင်နဲ့စိတ်ကဖြူစင်မှုမပြည့်စင်နဲ့အပြင်ကအမူအရာပြည့်ရင်ပြည့်လို့လူကြီးရင်တဘဝပဲစိတ်အမူအရာပြည့်ရင်တသက်လုံးသွားတယ် ဒါကြောင့်ယောဂီတို့ဒီမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုပြုပြင်တဲ့အနေနဲ့မလုပ်ရမလဲဆိုရင်ကိုယ့်ရဲ့စိတ်ဓာတ်ကိုပြုပြင်ဖို့ဘယ်ရှင်နေကိုပဲရောက်ရောက်အကုသို့မဝင်အောင်ကိုယ့်ရဲ့စိတ်ဖြူစင်နေအောင် ထိမ့်သိမ့်ရမယ်ဆောင်းဆောင်ရမယ်ပြီးတော့တစ်ဖက်မှာ ပါဘေဖြစ်ဖြစ်အတိတ်ကလေးငါတို့အမျိုးမျိုးဖြစ်ပြီးပြီပြစ္စုပန်တို့လိုက်မလာဘူးပြစ္စုပန်မှန်ပဲကြီးအများကြီးမကြီးနဲ့ဟောတနေ့ကကိုပဲကြီးတနေ့လုံးစိတ်ကအမျိုးမျိုးဆင်းရဲပြီးပြီဒါပေမဲ့အဲ့ဒါဒီဒီနှစ်တော့လိုက်မလာဘူးဒီနှစ်မှလည်းဖြစ်ပြီးပြီနောက်နှစ်တော့လိုက်လာမှာမဟုတ်ဘူးရှင်ကုံပြောရရင်ဒီဘဝမှာဖြစ်သည်မြနောက်ဘဝတော့မလိုက်ဘူးလိုက်တာကတော့ဖြစ်သည်မြအကြောင်းအရာကိုမကောင်းတဲ့စိတ်နဲ့ယူလိုက်ရင် အကုသိုလ်တွေဖြစ်ရင်နောင်ဘဝတော့လိုက်မှသေးကြတယ်နောင်ဘဝမှာလည်းဖြစ်အောင်မှဘဝခန္ဓာရရင်ဒီထက်စိတ်ဆင်းရဲရအောင်မှအဲ့ဒါမပူနဲ့။ဘာဖြစ်လို့ခေကာလကြီးကတိုးတက်နေတာမဟုတ်ဘူးလေ။ဆုပ်ယုပ်နေတာ။အယံကြီးတိုးတက်နေတဲ့ခေကာလကြီးမဟုတ်ဘူး။သာသနာလေးဆုပ်ယုပ်နေတဲ့သာသနာကြီးလူလောကကြီးလေးဆုပ်ယုပ်နေတဲ့လူလောကကြီး မနေ့ပြန်ဒီဒီကနေ့အရှင်နေမျိုးမြင်ရဖို့မလွေဘူးဒီနေ့ကအရှင်နေမျိုးနောက်တစ်နေ့မှမှန်းနေဒါတဘာဝဆုတ်ကလို့ပြောတာဟုတ်ဘုရားရှင်ဟောပြီးတာဆုတ်ကလောဘဒေါသများလာမေလောဘဒေါသများလာမေဆိုဘုန်းကြီးလေးများလာမေလူလေးများလာမေအကုံများလာမေနတ်တွေကလည်းနတ်ဆိုးတွေဖြစ်လာသူတို့ကောင်းနတ်တွေနေလာတယ်ဘုရားတရားကြီးညိုစိတ်ကတဲ့နတ်တွေကနေလာ အဖြစ်နဲ့တွေကမြန်လာတယ်ဆုတ်ကရောက်လာဆုတ်ကရောက်လာဒါကြောင့်ယောဂီတော်နောင်ဘဝလူဖြစ်ရင်ယောဂီတော်နောက်ဒီယောဂီတော်နေရရင်နောက်20 30ပို့တာအများဆုံးတကောအသက်50ရှိတဲ့ပုဂ္ဂိုလ်နောက်30နေရ40ရှိတဲ့ပုဂ္ဂိုလ်က40လောက်နေရမှာဒါသက်တမ်းအပြင်ခံမရှိတွေ့ကြည့်တာတကယ်အဲ့လောက်နေရဖို့တော့မသေးရှာဘူး60ရှိတဲ့ပုဂ္ဂိုလ်က20လောက်ပဲကောင်းကောင်းနေရ နောက်နှစ်20ဆိုရင်တော်တော်ခက်ပြစ်နေပြီရောဂဝထုကတော့တိုးတက်နေပြီပေါ့ဒါပေမဲ့ခက်ကစိတ်ဓာတ်အပြင်တော်တော်ပြစ်နေစိတ်ဓာတ်အပြင်တော်တော်ပြစ်နေပြီသာသနာတော်ကြီးထွန်းကားနေပြီလားမမေးနဲ့မထွန်းကားပြစ်လာပြီစုပ်ကားလို့ပြောပြီးသားသာသနာတော်ကြီးမှာယဟန်တန်ခါလေးနေလာတယ်သာသနာတော်မှာ တကယ်ကြင်ကြံပွားများအားထုတ်တဲ့ပုဂ္ဂိုလ်လေးမရှိတော့ယခုတော့မရှိတော့ကြင်ကြံပွားများအားထုတ်တဲ့ပုဂ္ဂိုလ်လေးလည်းနေလာတယ်ဘွေတွေဂုံတူးတွေများလာမယ်ဘွေပါဘွေရညံဘွေရအဲ့ဒါပဲပြည့်စရာရှိလားတကယ်ကြင်တဲ့ပုဂ္ဂိုလ်တွေနေလာဟန်ပဲရှိလာမယ်မန်မရှိတော့ ဥယေပဲမြားရင်မြားမယ်အကြီးအရင်အကြီးအသွေးမရှိတော့တလို့ဖြစ်လာဒါဆိုရင်ယုတ်ကြီးတော့နောင်တချိန်ငန်တော်များ လူဖြစ်ရရင်ဒီထက်စိတ်စင်းရေရလိမ့်မယ်ဒီထက်အဆက်တစ်စေလောက်တရံလောက်ပူလောင်ရလိမ့်မယ်ဒီထက်ပฏิပက္ခတွေများလိမ့်မယ်ဒီထက်လူရဲ့မှုတွေများလိမ့်မယ် ဘသူမှမတရားမင်းလေးမတရားဘူးကြီးလေးမတရားဘူးလူလေးမတရားဘူးတရိစ္ဆာန်လေးမတရားဘူးအကုန်လုံးမတရားတာကြီးတွေဖြစ်လာလိမ့်မယ်အဲ့ဒါကြီးပုံမှာလူဖြစ်ဖို့စဉ်းစားကြည့်လိုက်လူဖြစ်ဖို့ဘလို့ဖြစ်ရမလဲတွေးလို့ကိုမရဘူးလူဖြစ်ရင်တော့သွားပြီ ပြီးတော့တယောက်တည်းကောင်းတယ်လို့လည်းမရောက်ဘဝဝင်ကျင်ဆိုတာကူးဆက်သေးတာကိုယ့်ရဲ့စိတ်ကနေနေလေးဖောက်ပြန်လာရင်တောင်မှအဲငါစိတ်ကဖောက်ပြန်လာပါလားလို့မတွေးမိဘူးလူတိုင်းကဖောက်ပြန်နေတာဆိုတော့ဩဒါလူတိုင်းဖြစ်ရောဖြစ်စဉ်ပါဘေးနဲ့ပြီးသွားတာအဲ့ဒါကိုဖုံးဖို့တော့တတိထားနေရကိုယ်စိတ်ကတော့တကယ်ကဖောက်ပြန်နေပြီမဟုတ်တော့ဘူးဒါပေမဲ့ပတ်ဝန်းကျင်ကြည့်လိုက်ရင်တော့လူတိုင်းဖြစ်ရောဖြစ် ဖြစ်ရဖြစ်နေကြပြီဆိုတော့ကိုယ်စိတ်ကပဲမှန်တလို့လို့တကယ်ကအကုသိုလ်အကြောင်းတွေတွေးနေတာအကုသိုလ်ကြီးတွေလုပ်နေတာဒါပေမဲ့မှန်နေလို့ထင်နေလေစိတ်တွေကမှန်နေထင်ရင်တော့မပြင်းဘူးပေါ့မပြုတ်ပြင်းဘူးမပြုတ်ပြင်းရင်အဲ့ဒီအတိုင်းဆက်ပါသွားရင်တော့သွားပြီဘလို့ကြောက်ဖို့ကောင်းလေကြည်ဒါကြောင့်ပတ်ဝန်းကျင်နောင်လာမဲ့ဘဝမှာပတ်ဝန်းကျင်ဟာ တကိလောဘဒေါသမောဟပဝန်းကျင်ကြီးယောဂီတို့လည်းကြားဘူးမှန်ပေါ့အကုသိုလ်လုပ်တဲ့လူက သူတော်ကောင်းကြီးအဖေအမေစိတ်ရင်သူတော်ကောင်းကြီးတတ္တိရှိသူကြီးအမှန်တရားကိုပြောရသူကြီးအဲ့လိုတွေဖြစ်လာမယ်တဲ့အဲ့လိုဖြစ်နေတဲ့ပဝန်းကျင်မှာကိုကတခါတလေမြပြင်းမမိရင်တောင်မှကိုကိုကို အပြစ်လို့မမြင်ဘူးလေမြင်မှမဟုတ်ဘူး ိုးအများထုံးစံပဲဘောကတော့သူတော်ကောင်းဖြစ်ရင်ဖြစ်နေအောင်ပါဒါကြောင့်နှောင်ဘဝဆိုတာယုတ်ကြီးတော့မတွေးလိုက်နဲ့မတွေးလိုက်နဲ့ဘလို့မှနေဖို့အစင်မပြေဘူးဘလို့မှနေဖို့အစင်မပြေဘူးလူဘဝကပြည့်စည်လာပြီနန်းတွေဘာတွေဖြစ်ရင်တော့တမျိုးတိုသေးဤဒါကြောင့်ဒီဘဝယုတ်ကြီးတော့အနည်းဆုံးတော့နန်းဖြစ်အောင်လုပ် နတ်ဖြစ်ဖို့အတွက်ကလေအကုသိုလ်စိတ်နဲ့နေမှမနဲ့တခြင်းညတ်တခြင်းဘုရားခန့်ရှိသွားရုံလောက်နေလေမဖြစ်ပြန်ဘူး22နှစ်နာရီကျင်သေးတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ဘလို့အရှိနေမှန်ပဲဖြစ်ဖြစ်ကုသိုလ်စိတ်ကလေးနဲ့ဖြည့်ရှင်းနိုင်ဖို့အရေးကြီးတယ်မေတ္တာစိတ်ကလေးနဲ့ကြည်ပေးနိုင်ဖို့အရေးကြီးတယ်မဟုတ်ရင်ဘုံဘုံတော့ယုတ်ကြီးတော့အကုသိုလ်ကြီးပဲအကုသိုလ်ကြီးပဲ အကုသိုလ်ကြီးပြီဘလို့မှအစင်မပြေဘူးဘလို့နေနေဘလို့သွားသွားဘလို့စမ်းစမ်းတရားကတော့ထိုင်လုံးတခဏဟုတ်တယ်မြေလုံးမှိုက်ပြီးထိုင်နေတယ်ယခုလိုက်တာယောဂီတို့စီမရောက်ခင်မြေလုံးမှိုက်ပြီးထိုင်နေတယ်အဒီရောက်တော့ဟောဒေါသဖြစ်ဒီဒေါသဖြစ်ဟောအလုသမာကြီးဟောလူကြီးဆိုဘာဒုမာတော့ထိုင်လုံးတခဏပဲလေ ုတ်လေးတမနဲ့ဒါ9နာရီတိယောဂီတို့စီမလာခင်တိတော့ကုသိုလ်နဲ့ဘဝိပဿနာကုသိုလ်နဲ့အကြောင်းပါပြီးဒေါသဖြစ်နေရင်ဘာတူးမှလဲဒေါသဖြစ်ရင်ပို့ပြီးတော့အကုသိုလ်ကများတယ်။ဘောကတရားထိုင်တာကအမြဲတမ်းဟို2နာရီထိုင်လို့2နာရီတိတိဝိပဿနာဉာဏ်ဖြစ်ခြင်းမှ ဖြစ်မှလေအဲ့ဒါမသေးချာဘူး။2နာရီထိုင်မှ2နာရီထိုင်လို့အားလုံးပေါင်းမှနာရီဝက်လောက်ဖြစ်ခြင်းဖြစ်မှကုသိုလ်စိတ်ကဝိပဿနာကုသိုလ်စိတ်က2နာရီထိုင်တိုင်း2နာရီဖြစ်တာမဟုတ်ဘူး။ တဏှာဤထိုင်တိုင်းတဏှာဤကုသိုလ်ဆက်အပြစ်ဖြစ်တာမဟုတ်လောဘဒေါသကြတော့တဏှာဤလုံးလုံးလေးဖြစ်ရင်ဖြစ်နေတာနှစ်ဏာဤလုံးလုံးလေးဖြစ်ရင်ဖြစ်နေတာဒါကြောင့်ယောဂီတို့သွားရင်လာရင်ဘေးကိစ္စမစိုးအလုံးကိုကုသိုလ်စိတ်ကလေးနဲ့ကြည်ကုသိုလ်စိတ်ကလေးနဲ့မြင်ကုသိုလ်စိတ်ကလေးနဲ့ကြားစိတ်ကိုအတတ်နိုင်ဆုံးဘေးကိစ္စမစိုးအကုသိုလ်မဖြစ်စေနဲ့အဲ့ဒါတော်တော်အရေးကြီးတယ် ဒါကြောင့်ယောဂီတို့ကိုတတိထားနေရမှာကစိတ်ကရောယခုတာနှုတ်လိုက်ပြီဆိုတာနဲ့ဟောတွေးဒီတွေးဟောရောက်တရောက်အဲ့ဒီမှာအဲ့ဒီစိတ်ကလေးကိုတတိထားပြီးတော့ကုသိုလ်ဘက်သို့လှစ်ပေးရမေကုသိုလ်စက်အတတ်နိုင်ဆုံးဖြစ်အောင်လုပ်ပေးရမယ်စိတ်ကိုဖြူစင်အောင်ဘုရားရှင်ကစိတ်ကိုဖြူစင်အောင်ထားတယ်စိတ်ကိုဖြူစင်အောင်အတတ်နိုင်ဆုံးထားရမယ်ဘေးကိစ္စမစုံတော့စိတ်ကိုဖြူစင်အောင်ထားဖို့ပြောတာ ဘေကိစ္စမှဖြူမေဘေကိစ္စတော့ဖြူစင်အောင်မထားနဲ့လို့မပါဘူးစိတ်ကဖြူစင်အောင်ထားလို့တလို့ပဲပြောတယ်ဆိုတော့ဘုမုလို့ယုတ်ကြီးတော့ဘာပဲဖြစ်ဖြစ်စိတ်ကဖြူစင်အောင်ထားရမေနောက်ပြီးတော့ဘာပဲဖြစ်ဖြစ်အတိတ်ကလည်းဖြစ်ပြီးပြီးပြီးသွားပြီးပြည့်စုံပါလေဖြစ်နေစေဒါလေးပြီးမှမကြခင်ပြီးမှ နောင်လေးဖြစ်လက်တန့်ဒါလေးပြီးမှပဲ ဘာပဲဖြစ်ဖြစ်အရှင်တန်ရင်ပြည့်မှန်ပါယုလားလို့အဲ့ဒီနှစ်ချက်ကိုဘုံဘုံတော်ယုတ်ကြီးတော်ရှုမှတ်ပွားများအာထုတ်နေကြပါမေအလုံးတရားထုတရားမြတ်ရရှိခံစားစံစမ်းနိုင်ကြပါစေကုန်တည်းတံအတုတံအတုပါဆရာဆိုတော့ယုတ်ကြီးတော်မိမိတို့အစဉ်ပြေတဲ့ဣရိယာပုတ်နဲ့ ဆက်လက်ရှုမှတ်ပွားများနေကြမယ်။သွားရင်လာရင်ဖြစ်စေ၊ထိုင်ရင်ဖြစ်စေ၊မတ်တရရင်ဖြစ်စေ၊နှိစ္စဘာပဲဖြစ်ဖြစ်ပြည့်သွားတဲ့အနှိစ္စကိုရှုစိတ်ကလေးဖြစ်ပေါ်နေတဲ့အရှင်နေမှာကုသိုလ်ဖြစ်အောင်နေမယ်။ဘုရားတော်စင်နာရီ15မှာပြန်လည်ဆက်တင်ပါမယ်။